မဆိုင်မှာအခြေခံလူရန်းစားက9000လောက်ရှိုံနဲ့လေဟောပေါ့ကောင်းကောင်းတူစားလို့ရရဲဆိုတာကိုသိစေချင်လို့အမဒီဇိုင်းလေးကိုရည်ရွယ်ပြီးတော့ဖွင့်တာပေါ့နော်ဒါအမတို့ဒါတချမ်းပေါ့ဒါဒါတော့ဆိုရင်ဒါလူတယောက်ပါပဲဖြစ်ဖြစ်ဒါနည်းနည်းကောင်းကောင်းစားလို့ရတာပေါ့နော်ဟိုတချို့ကပြောပေါ့9000ဆိုမှတော့ခေါက်ဆွဲနဲ့အရွက်ပဲရမှာပေါ့ခေါက်ဆွဲနဲ့အရွက်ပေါ့အသားလေးလည်းပါပါတယ်အကင်လုံးလေးတွေလည်းပါပါတယ်ပေါ့နော်ဒါကတော့ကိုရွေးချယ်တဲ့ပုံပဲမူတည်တာပေါ့နော် ဆိုရင်တော့အမတို့ကအရသာကောင်းပြီးဈေးတန်တာပေါ့နော်အရသာကောင်းပြီးဈေးတန်တာတော့ happy family ပါပဲပေါ့နော်ဘာဖြစ်လို့ဆိုတော့အမတို့ဒီဘယ်သူတွေနောက်မှာဘယ်ဆိုင်တွေပဲတိုးလာတိုးလာဟိုကိုယ့်ထက်ဟိုပေါ့နော် lesbian ဆန်တဲ့ဆိုင်ဘယ်လိုပဲရှိအမတို့ဆိုင်ကိုဝင်လာတာနဲ့အမောက်ဆန်ပစ္စည်းကိုသူတို့ရွေးချယ်လိုက်တယ်ဆိုတော့ねသူတို့စိတ်ကျေနပ်မှုရစေရမယ်အရသာပိုင်းဆိုလဲအရသာပိုင်းအစ်လား အမကဒီဇိုင်းစဖွင့်နေရအခြေခံလူတန်းစားကိုရည်ဝဲပြီးပဲအမကဖွင့်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဟိုဟော့ပေါ့ဆိုင်ဆိုတာအမတို့ဖွင့်တော့ဆိုတော့အရန်အများကြီးမရှိပေါ့နော်။ဆိုင်ကြီးတွေပဲရှိတာပေါ့။အဲ့လိုချိန်မှာအမဘာပဲဖြစ်ဖြစ်အခြေခံလူတန်းစားတွေဥမာပေါ့တချို့အဝါစားတဲ့လူတွေဝါမစားနိုင်တာရှိတယ်။တချို့ကြတော့ဟိုသွားစားတဲ့အခါမှာအရင်တော့ဆိုတော့2000ကျော်ပေါ့နော်။အဲ့လိုမျိုးရှိတယ်။အခုဆိုတော့6000 6000တန်းလည်းရှိတယ်။4000တန်းလည်းရှိတယ်။2000ကျော်လည်းရှိတယ်။အဲ့လိုပေါ့။အစားစားပူပေးရှိတဲ့အချိန်မှာအမဆိုင်မှာအခြေခံလူတန်းစားက9000လောက်ရှိုံနဲ့လေဟော့ပေါ့ ကောင်းကောင်းတအိုးစားလို့ရရဲဆိုတာကိုသိစေချင်လို့အမဒီဇိုင်းလေးကိုရည်ရွယ်ပြီးတော့ဖွင့်တာပေါ့နော်တကယ်လဲအဲ့လိုပေါ့နော်အခုမီဒီယာတွေနဲ့ပဲဖြစ်ဖြစ်ဟို food blogger တွေနဲ့ပဲဖြစ်ကြောညာတယ်အဲ့လိုဒီလိုမျိုးရောက်มาတယ်ပေါ့900ကနေစပါတယ်9000လောက်စားလို့ရပါတယ်ပြောပေမဲ့တကယ်ကလာတကယ်လာစားတော့တဲ့ customer ကြတော့မရဘူးအဲ့လိုပေါ့အမဆိုင်မှာ900ကျက်ကနေစပြီး3000အများဆုံးပဲရှိတယ်ပြီးတော့3000ဆိုတာတော့အမကပင်လယ်စာကိုပဲ3000ရောင်းပေးတယ်ဟိုက900ဆိုလို့ရှိရင်အမတို့သူများတွေဆို900ကျက်ကစရတယ်ဆိုမှ2မျိုးလောက်မို့အမ900ကျက်ကိုအမ10မျိုးလောက်ရှိတယ် အဲ့တော့ခါကျတော့ဘာပဲဖြစ်ဖြစ်အခြေခံလူတန်းစားကကိုယ့်လက်ထဲမှာပတ်စံ9000ပဲရှိရှိ6000ပဲရှိရှိကိုယ့်ရဲ့ပါလာတဲ့ပတ်စံနဲ့ဗားချက်နဲ့ကိုက်အောင်ညီမျှအောင်စားလို့ရတယ်နောက်တစ်ခုအားသာချက်ကကျတော့အမားတို့ကအရေဘိုးလုံးဝပေးစရာမလိုအဲ့တော့အရင်အရေအမားတို့ကအရင်ကိုအရေကိုပတ်စံယူတာပေါ့နော်ယူတဲ့ခါကျအရင်အရေ1100ဆိုတဲ့အနေအထားမှာသူတို့တခြားအမယ်လေးကို1100ကိုပြန်စားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အမားတို့ကအရေကို free ပေးပြီးတော့ကိုမှကာစတမာကိုအမားတို့ကရောင်းပေးထားတာပေါ့နော်မောင်လေးအမားတို့ကအချိန်ကလူနှန်းစားကိုယူရပြီးရောင်းနေဆိုရင်အမားတို့တော့ကအမားတို့ဆိုင်တော့က ရှင်ကလူတန်းစားလဲစားလို့ရတယ်လူလက်တန်းစားလဲစားလို့ရတယ်ဟိုပေါ့နော်တော်ယုံဘလို့လူမျိုးမဆိုမောက်ဆိုင်မှာလာပြီးတော့လောက်စားသုံးလို့ရတယ်ပေါ့နော်မောင်လေးဟုတ်အဲဒီကအမားတို့ကကိုယ့်လက်ထဲမှာပတ်စံဘလောက်ရှိရှိခုမှဒါမျိုးပါပေါ့23ရက်ဆိုအမားတို့ကဒါလားစားဒါလားလာခါသာသမားတွေဆိုလာစာပြတ်တဲ့ရက်ပေါ့အဲ့လိုဟာမျိုးမှာဖော့ပေါ်လဲစားခြင်းနဲ့လာစာလည်းဒါဘတ်ဂျက်ကလည်းနင်းနေပြီဆိုရဲအဲ့လိုပေါ့ဘလို့လေးချိန်စားလို့အဆင်ပြေမလဲပေါ့အဲ့အဲ့လိုမျိုးဟာမျိုးတွေ့ဆိုတော့မမတို့ကဒီလိုမျိုးလေးအဆင်ပြေရဲဆိုတာလေးကိုပဲမမတို့က ပြောပြပေးတာပေါ့နော်ဟိုဒါလေးဆိုလို့ရှင်မတို့ဒါ900ပေါ့เนาะဒါလေးဆို900ပေါ့900ဆိုဒါလေးတွေအဲဒီအရွက်အရွက်နှစ်စီးပြန်မယ်ဆိုမတို့1000လောက်ကြာသွားပြီပေါ့เนาะ1000ကြာသွားပြီဆိုလို့ရှင်ဥမာတချို့စားတက်တဲ့သူကကြတော့ဒီလိုမျိုးအရွက်ထည့်တယ်ပြီးသွားလို့ရှင်ကိုကြိုက်တဲ့ခေါက်ဆွဲပေါ့เนาะဒီလိုကြောက်ခေါက်ဆွဲပဲယူယူဒီလိုမျိုးဒီခေါက်ဆွဲမျိုးပဲယူကြိုက်တဲ့ခေါက်ဆွဲကိုတို့ယူပြီးတော့ထည့်တယ်ပေါ့เนาะအဲ့ဒါဆိုတော့ဒါလေးက900ဆိုဒါ1900ပဲရှိရပေါ့เนาะဒါလေးဆိုလည်း900ပါမောင်လေး ပြောလို့ရှိရင်ဒါလေးဆိုရင်900ပေါ့နော်အမားတို့ဘက်ကတော့တက်နိုင်တော့အဆင်ပြေအောင်ထည့်ပေးတာဒါလေးဆိုရင်1500ပေါ့နော်ခုနကတော့အမားထည့်လိုက်တာလေးနဲ့ဆိုလို့ရှိရင်ဒီမှာဒါလေးဆိုလို့ရှိရင်ဒါ1000ပေါ့နော်သူက1500ဆို2500 2500ဒါလေးနဲ့ဆိုရင်3000ပေါ့နော်3000ကိုဒီမှာ900ဟိုမှာ900 1400 1400ဆို9000ဆွဆွပေါ့အဲအဲ့ဒါဆိုလို့ရှိရင်ဟိုဘလို့အနေထားရလဲဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်ဒါအမားတို့ဒါတစ်ချမ်းပေါ့ဒါဒါတော့ဆိုရင်ဒါလူတစ်ယောက်ဘာပဲဖြစ်ဖြစ်ဒါနည်းနည်းကောင်းကောင်းစားလို့ရတာပေါ့နော် ဟိုတချို့ကပြောပေါ့9000ဆိုမှတော့ခေါက်ဆွဲနဲ့အရွက်ပဲရအောင်ပေါ့ခေါက်ဆွဲနဲ့အရွက်ပေါ့အသားလေးလည်းပါပါတယ်အကင်လုံးလေးတွေလည်းပါပါတယ်ပေါ့နော်ဒါကတော့ကိုရွေးချယ်တဲ့ပုံပဲမူတည်တာပေါ့နော်ကိုစားကျင်တဲ့ပုံပဲမူတည်ဒါလေးကတော့ဒီအရေလေးကကြတော့ဒါမှတော့မာလာပေါ့ဟုတ်အမဆိုင်စဖွင့်တော့ဆိုအမတရားချက်ကစတင်ပြီးတော့စားသုံးနိုင်ပါသည်ဆိုရင်မရောင်းခဲ့ရပါတော့เนาะအခုကျတော့အမကတရားချက်ကနေဟိုတဖြည်းဖြည်းနဲ့တက်လာလိုက်တာအမအနည်းဆုံးအခု900ချက်ကနေစပြီးစားသုံးနိုင်ပါသည်ဖြစ်သွားတာပေါ့เนาะ အဲ့လိုမျိုးခါကြတော့အမတော့ကုံစိမ်းတော့ကတော့တက်လာမှာပဲတက်တယ်တက်လာအပိုင်းချဘယ်လောက်ဖြစ်သွားမလဲ100နဲ့500ကျားတယ်100နဲ့500ကျားမှာ9နှစ်ချားတာဘကွာပေါ့ဈာမှာ2နှစ်လောက်နေတော့အမတို့ဈေးလေး300ဖြစ်သွားတာပေါ့300နဲ့နောက်2နှစ်လောက်နေတော့အမ900ပေါ့အခုပန်း900နဲ့ရောင်းတာဆိုတက်နှစ်လောက်ရှိပြီပေါ့အဲ900နဲ့စရောင်းပေးတာဆိုတက်နှစ်လောက်ရှိပါတယ်ပေါ့အဲ့လိုမျိုးရောင်းပြီးတော့အမတို့ကတဖြည်းဖြည်းကုံစိမ်းတော့တက်လို့ပစ္စည်းလေးနည်းနည်းတက်လာတဲ့ခါမှာအရေးအိုးအရင်တော့အမတို့ကအရင်မတို့အဆိုင်စားဖွင့်တော့ဆိုရင်900 600နဲ့အရေးအိုးစရောင်းပေးနေမတို့1000 1000နေရာတိရောင်းခဲ့ဘူးလေဒါပေမဲ့ အဲ့လိုမျိုးကုန်စင်းလုံးတက်လို့မတော်ပစ္စည်းလေးတွေဈေးတက်တယ်အရေဘိုးတွေလည်းဒီလိုပေးရဆိုကာဆမာအတွက်ကတချို့ကာဆမာစားကျင်တာတောင်မှအဆင်မပြေတာတွေဖြစ်နိုင်လို့အမကအရေဘိုးကိုလုံးဝ free ပေးလိုက်တာအဲ့လိုမျိုးပေါ့နော်အခါကျတော့ဘာပြောကာဆမာလည်းစားလို့အဆင်ပြေအောင်ပေါ့အမတို့ကအဲ့လိုလေးလုပ်ပေးတယ်ကုန်စင်းလုံးတက်လာတဲ့အပေါ်မှာတော့အမတို့ကထိနိုင်သလောက်တက်နိုင်သလောက်ထိနေအမကကျတော့အရေအတွက်ပဲစားတယ်အမျက်ကိုအဓိကမထားဘူးဘာဖြစ်လို့ဆိုတော့အမဆိုင်ရာဈေးတက်တာတဲ့အဆင်ပြေတယ်စားလို့လည်းတကယ်ကောင်းတယ်ဆိုလို့ရှိရင်ကာဆမာတစ်ယောက်ကနေနှစ်ယောက်နှစ်ယောက်ကသုံးယောက်ဆိုအမသည်အမျက်ထက်ကို အရေအတွက်ကိုပဲဦးစားပြီးတဲ့ခါကျရင်မရမယ့်အမျက်နဲ့အရေအတွက်တွေအတူတူပဲကြာသွားတယ်အခါကျတော့အမကအမျက်ကိုဦးစားမပေးရတော့မလို့ကုံစင်းလုံးတတ်တာကိုအမထိုင်းနိုင်သလားအမတောက်လျှောက်ထိုင်းပြီးတော့ဒီဆိုင်လေးကိုဆက်ပြီးတော့ဖွင့်လျောင်းမှာပေါ့နော်ဆိုရင်တော့အမတို့ကအရသာကောင်းပြီးဈေးတန်တာပေါ့နော်အရသာကောင်းပြီးဈေးတန်တာတော့ happy family ပါပဲပေါ့နော်ဘာဖြစ်လို့ဆိုတော့အမတို့ဒီဘယ်သူတွေနောက်မှဘယ်ဆိုင်တွေပဲတိုးလာတိုးလာဟိုကိုထက်ဟိုပေါ့နော် luxury ဆန်တဲ့ဆိုင်ဘယ်လိုပဲရှိအမတို့ဆိုင်ကိုဝင်လာတာနဲ့အမောက်ဆိုင်ပစ္စည်းကို သူတို့ရွေးချယ်လိုက်တယ်ဆိုတော့သူတို့စိတ်ကျေနပ်မှုရစေရမယ်အရသာပိုင်းဆိုလဲအရသာပိုင်းအိလအော် location ကကြတော့အမားတို့ပေါ့နော်ဟိုဟာပေါ့ဘာထုလမ်းမကြီးပေါ့ပေါ့နော်ဘာထုလမ်းမကြီးပေါ်မှာမှာအမားတို့ကရွှေဝါလမ်းထဲမှာဖွင့်တာအမားတို့ဆိုင်ဟိုပေါ့မြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်အမားတို့ဘာထုလမ်းမကြီးပေါ်မှာမဟာရန်ကုန်လက်ဖေးဆိုင်ရှိတယ်ပေါ့နော်လက်ဖေးဆိုင်ကဘေးလမ်းအဲရွှေဝါလမ်းဆိုတာဆိုင်ပေါ်လို့ရှိရင်အဲ့လမ်းလေးထဲဝင်လာလိုက်တာနဲ့အမားတို့ဆိုင်ကိုတွေ့ပါပြီမောင်လေးဟုတ်တယ်ဘာထုစင်းသားလေးပါမောင်လေး